ဒီကနေ့ရအိန္ဒိယမှာပြည်လုပ်တဲ့ပေါ့နော်82ကြိမ်မြောက် Miss World Opening မှာဒီခိစားကင်ဝတ်ဆင်ထားတဲ့ National Coach Room ကိုအားလုံးပဲကြည့်ပြီးကြပြီထင်ပါတယ်တကယ်လဲလက်ရမြောက်တယ်ပေါ့နော်ဒီဒီဇိုင်းကိုဆိုရင်ဒါအာဒီကနေ dress sign ကိုဟော TK ထင်းရနေပြီးတော့ဒါသူတို့ပုံဖော်ထားတာဖြစ်တယ်တကယ်လဲလက်ရမြောက်တယ်ပေါ့နော်ဒီ opening မှာဆိုရင်လေမြန်မာဆိုတော့လုံးဝထင်းနေတာပဲခိစားတကယ်လုံနိုင်ကြလဲတကယ်လဲတော်တဲ့ကလေးဖြစ်တယ်ပေါ့နော်အဟိုနောက်တစ်ခုပြောချင်တာကဘာလဲဆိုဒီဝတ်စုံကိုချုပ်ပေးထားတဲ့ဒ ီဇိုင်နာတွေကလည်းအရန်တော်တယ်ပေါ့နော်အာဒီဒီဇိုင်နာကဒီဝတ်စုံကိုကောင်းကောင်းလှလောက်မှမရှုပ်ပေးထားတယ်အဲဝတ်စုံဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ဝတ်တဲ့သူကဝတ်တဲ့မဲကလှလပပမဝတ်တဘူးမစားပြပြဘူးဆိုရင် National Costume ကအလကားပဲလို့မျိုးပေါ့နော်ပေါ်နေမှာမဟုတ်ဘူးအခုကတည်းက तू ခိစားကေက तू လုတ်သွားတာက तू လှလှပပသူ့ရဲ့ဒီကနီရစ်ဆောင်လေးကို तू လှလှပပလေးဝတ်တယ်ဝတ်ပြီးတော့သူ့ရဲ့ performance နဲ့ तू လှလှလေးကို तू လုတ်သွားနိုင်ခဲ့တယ်ပေါ့နော်ဒါသူ့အတွက်လုံးဝဒါဂုံယူရတဲ့ဒါအခိုက်တန်ပဲတော်တော်လေးကိုလုံနိုင်ခဲ့တယ်အသက်ငယ်တာနဲ့လုံးဝမဆိုင်ဘူးတတိငယ်ငယ်လေးနဲ့ तू ဒီပွဲမှာဆိုရင်ဒါမြန်မာဘာလားဆိုပြီးတော့ပြောနိုင်တဲ့အဆင်ပေါ့နော်တော်တော်လေးကို तू ပေါ့နော်ပေါ်လွင်နေပြီးွားရင်ဒီဝတ်စုံလေးထဲမှာဆိုရင်ဒီဒီနေ့ပေါ့နော် လောက်ခဲ့တဲ့ဒီ additional costume မှာဆိုရင်ဟိုအာနောက်ကြိုက်တဲ့ဝတ်စုံတစ်စုံဆိုရင်ဖိလစ်ပင်းမှာဖိလစ်ပင်းမှာတော်တော်လေးပေါ့လွင်နေပေါ့နော်ပြီးဝတ်စုံအပြင်ဒီ performance ကလည်းတော်တော်လေးကိုကောင်းနေပေါ့နော်ဒီအဲ့လိုကြောင့်ဒီဖိလစ်ပင်းကလည်းတော်တော်လေးကိုပေါ့နော် နေရာတစ်ခုရထားတဲ့မဲဖြစ်တယ်ဘာဖြစ်ဖြစ် ိုရီးယားမဲကပေးမယ်ဆိုရင်ဒါပေးလို့ရတယ်ပေါ့နော်ဒီဝက်ဆောင်ကအဲ့လောက်ထိကိုဒါတော့ကိုငွေစင်ကိုရှင်တာပေါ့နော်တကယ်လည်းရစေချင်တယ်ဘာလို့ပဲဖြစ်ဖြစ်ပါအာခီစာတကယ်လုံနိုင်ခဲ့တယ်အာတကယ်လည်းတော်တယ်ပေါ့နော်ဘလို့ဖြစ်ကိုယူတယ်ကိုကလေးဒီလောက်လုံနိုင်တယ်ဆိုရင်ပဲဒါတော်တော်လေးကိုချစ်တတ်နေပြီ